ီနေ့တော့ Manchester United ရဲ့ကွင်းလေအပြောင်းအရွှေ့အစီအစဉ်လေးဘလို့ရှိလဲဆိုတာအများလေးကြည့်လိုက်ကြအောင်။နာမည်ကြီးသတင်းထောက် Fabrizio Romano ပြောထားတာကတော့နီးပြတ်သည့် Ubin Amoyen ကလေလာမယ့်နှစ် Man U ကွင်းလေကိုအကြီးကြီးပြန်ဖို့စီစဉ်နေပြီးတယ်။ဒါကသင်တို့ကတော့အရေးပါတယ်အပြောင်းလဲဖြစ်လာနိုင်တယ်ဗျ။ပထမဆုံးကတော့ Man U ကလာမယ့်နှစ်မှာလေအ ਨੇ ဆုံးတော့ဘ ਹੁ ကွင်းလေတမနယောက်လောက်ခေါ်ဖို့လုပ်နေတယ်။ဟုတ်တယ်အရင်တွေအားသေးတုန်းကတိုက်စစ်ကိုပဲအာယုံဆိုင်ခဲ့တာ။ အခုတော့ကွင်းလယ်လိုအဓိကပြန်ထည့်အောင်မှာနောက်တစ်ခုကအခုလက်ရှိကွင်းလယ်လူတွေအခြေအနေအားလည်းသိမငင်းတော့အပြောင်းလဲတွေလိုလာပြီပေါ့ဥပမာကာစီမီရိုကစာချုပ်ကုန်ငင်းထွန့်ဖို့များနေတယ်လူငယ်လေးကိုပီမိုင်နိုးကလည်းကစားချိန်နည်းလို့သိမပျော်ဘူးဆိုလားအဲ့ဒီပြန်ဘရူနိုဖရန်ဒက်စ်ကိုဆော်ဒီကလပ်တွေကလာချောင်းနေတယ်ဦးကာတွေကလည်းခြေစွမ်းကောင်းဖို့ယုံကန်နေရတော့ဟုတ်တယ်ကွင်းလယ်မှာမတည်နိုင်မှုတွေကရှိနေတာအဓိကချက်ကတော့လေ Brighton ကွင်းလယ်လူ Carlos Palle ပါသူခုနီးပြအမိုးရင်က perfect signing ဆိုပြီးသတ်မှတ်ထားတာနံပါတ်1ပဲ မန်ယူရဲ့ကစားသမားကြားမှာအခြေအနေတွေကကောင်းနေပေမယ့်ပါလီပါက Brighton ကိုလေးစားလို့အတင်းပြောင်းဖို့အတင်းဖိအားပေးမှာမဟုတ်ဘူးတဲ့ဆိုတော့ January မှာ Brighton ကမရောချစ်တော့ဘူးဒါပေမဲ့နွေရာတီကြိုင်တော့အမိုယင်ကလည်းကြိုင်နေတော့ဒီကိစ္စဖြစ်လာနိုင်ခြေရှိတယ်။အော်တခြား Crystal Palace က Adam Horton လို Forest က Elliot Anderson တို့ကိုလည်းချောင်းနေတော့ပဲဆိုတော့ရှိတယ်။ဒါကြောင့် Manchester United ကတော့သူတို့ကွင်းလေကိုအတစ်ပြန်ပြင်ဖို့တကယ်လေးနဲ့ထားနေပြီးအထူးသဖြင့်နွေရာတီမှာပါလီပါကိုခေါ်ဖြစ်မလားဆိုတော့ကတော့စောင့်ကြည့်ရမှာပဲ။